ုတ်ကိုကိုတကယ်ချစ်တတ်တဲ့သူဆိုတာကို့မှာရှိနေတဲ့အာဏချက်တွေချိုးရင်းချက်တွေမပြည့်စုံမှုတွေကိုအရှိတိုင်းလက်ခံထားပြီးစိတ်ပျော်ရွှင်အောင်နေတတ်ကြတဲ့သူတွေဖြစ်တယ်။ The Gift of Imperfection ဆိုတဲ့ဒီစာအုပ်ကိုရေးတဲ့စာရေးဆရာ Brené Brown ကစိတ်ပညာချိုးပြပါရကူတယောက်ဖြစ်ပါတယ်။ဒီစာအုပ်ကစိတ်တဲကြနေတဲ့သူတွေကိုယ့်ဘဝကိုမကြင်မနှက်ဖြစ်နေတဲ့သူတွေအတွက် စိတ်ခွန်အားမြင့်တေပေးပြီးကိုကိုကိုတံပိုးထားချစ်တက်တဲ့စိတ်ဖြစ်လာစေဖို့လမ်းညွန်ချက်တွေပြောပြထားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။စာရေးသူပြောပြထားတဲ့ပထမလမ်းညွန်ချက်ကတော့ authenticity လို့ခေါ်တဲ့စစ်မှန်မှုနဲ့နေထိုင်ခြင်းပဲဖြစ်ပါတယ်။လူတွေရဲ့အမြင်လူတွေရဲ့သဘောထားတွေကိုအာရုံမစိုက်ဖဲကိုယ့်ရဲ့ဖြစ်တည်မှုကိုအရှိတိုင်းနားလည်လက်ခံပြီးမူလပုံစံအတိုင်းပြောဆိုနေထိုင်ခြင်းက တကယ်ကိုစစ်မှန်တဲ့နေထိုင်ခြင်းပါပဲလူတွေရဲ့သဘောကျနှစ်သက်မှုရရှိဖို့အတွက်ကိုယ်မှရှိတဲ့ချုပ်ရင်းချက်တွေကိုအတင်းအာဓမဖုံးပြီးနေထိုင်ဆက်ဆံနေတာဟာသူများလိုကြအသက်ရှင်နေပေးရတဲ့ရုပ်သေးရုပ်ဘဝနဲ့ထူးမခြားမနာပါပဲအများသူငါတွေရဲ့အခြေခံရဖို့ထက်ကိုယ့်ကိုယ်ကိုပိုချစ်ပေးလိုက်ပါတခြားသူတွေရဲ့တနာကျင်နာမှုကို မျှော်လင့်နေမဲ့အစား ကိုကိုကိုပဲမြစ်တာကျူနာပို့ထားပေးလိုက်ပါအမားတခုခုလုံးမိတဲ့အခါစိတ်ဆင်းရဲပြီးအပြစ်တွေတင်နေတာထက်နောက်တစ်ခါဒီလိုမျိုးထတ်တူညီတဲ့အမားလုံးဝမဖြစ်စေရဘူးအခုတစ်ခေါက်ထက်ပိုကောင်းအောင်လုပ်မယ်ဆိုတော့နှစ်သိမ့်အားပေးစကားမျိုးပြောပေးပါလို့စာရေးသူကအကြံပြုထားပါတယ်ဘဝဆိုတာ ျော်ရွှင်စရာနဲ့နာကျင်စရာတွေစားတူပေါင်းဆက်ထားတဲ့ drop down တစ်ခုလိုပါပဲတခါတလေမှာမန်မာနထောင်လွှားကျင်စရာ ကောင်းလောက်အောင်အထိအောင်မြင်မှုတွေစက်တိုက်စားသုံးရတဲ့နေ့ရက်တွေရှိသလိုတခါတလေမှာတော့ဘာပဲလှုပ်လှုပ်အစင်မပြေမှုတွေရဲ့စီးကြုံမှုကိုကြော်ဖြတ်ရတဲ့နေ့ရက်တွေလည်းရှိပါတယ်အရေးကြီးဆုံးအချက်တစ်ခုကတော့လဲကျတဲ့နေရာမှာပဲခွေခေါက်လူးလိမ့်မနေပဲ အာတင်ပြီးပြန်ချနိုင်ဖို့ပါပဲ။ရှုံနေမှုတွေကြာရှုံးမှုတွေက ကြောက်စရာမဟုတ်ပါဘူး။ဘာမှမလုပ်ဘဲနေမိမှာက ပိုကြောက်ဖို့ကောင်းပါတယ်လို့စာရေးသူကပြောထားပါတယ်။ခံစားခဲ့ရတဲ့နာကျင်မှုတွေတွေ့ကြုံခဲ့ရတဲ့ရှုံနေမှုတွေကိုစိတ်ထဲမှာတနှုံနှုံပြန်တွေးမနေပဲသင်ကန်းစာတစ်ခုဖြစ်သင်ယူပြီးမိတ်ဆွေရဲ့ဘဝကိုရှေ့ဆက်ရှောက်လှမ်းရပါမယ်။ ဘဝမှာပျော်ရွှင်မှုကိုလိုချင်ရင်ကျေးဇူးတင်ကြတဲ့စိတ်ရှိရပါလိမ့်မယ်။မနက်ခင်းမှာ ဝင်သက်ထွက်သက်ရှူဆိုင်ပြီးနိုးထလာရခြင်းကိုကကျေးဇူးတင်ဖို့ကောင်းပါတယ်။နေ့မြညာပြောက်ဆိုသလို လူဘဝကြီးတွေကထွက်ခွာသွားသူတွေတယောက်ပြီးတယောက်ဖြစ်နေချိန်မှာမိတ်ဆွေကတော့စံစံမာမာနဲ့နိုးထလာနိုင်တာတကယ်ကိုကျေးဇူးတင်စရာပါ။မိသားစုမစုံလင်တဲ့ဘဝတွေထက် မိတ်ဆွေအားမိသားစုနဲ့အတူညစာစားနိုင်သေးတယ်ဆိုရင်ကျေးဇူးတင်စရာကောင်းပါတယ်။လူတယောက်ရဲ့ကုညီမှုကိုရတဲ့အခါမှာကျေးဇူးတင်စကားပြောကြပေမဲ့ဒီလိုမျိုးအသေးပွဲကိစ္စလေးတွေကိုကျေးဇူးတင်မှုလူတွေမေ့လျော့နေတတ်ကြပါတယ်။ကျေးဇူးတင်တတ်တဲ့စိတ်ဆိုတာငိုမူလာမွေးရပါစိတ်တစ်ခုမဟုတ်ပါဘူး။လေးကျင့်သင်ယူရင်းနဲ့ဖြစ်ပေါ်လာတဲ့စိတ်တစ်ခုဖြစ်ပါတယ်။မိတ်ဆွေအားဘဝမှာပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ဆိုရင် ဒီလိုမျိုး အသေးပွဲလေးတွေကအစကျေးဇူးတင်တတ်တဲ့စိတ်ကိုစူးစမ်းမွေးမြူကြည့်ပါဒီနေ့ခေတ်ကမ္ဘာလောကကြီးမှာသိပ္ပံပညာရှင်တွေစူးစမ်းလေ့လာမှုတွေသူတေသနာတွေမယံမနာလုပ်နေကြပေမဲ့အပြေရှားမတွေ့သေးတဲ့ပုံစံတွေလည်းရှိနေသေးပါပဲဒါကြောင့်မို့အရာရာဟာတွက်ဆထားသလိုမျိုးအသေးအကြာဖြစ်လာမယ်ဆိုတဲ့စိတ်ကစိတ်ဖိစီးမှု တိုးလာစေတာက လွဲလို့တခြားအကျိုးကျေးဇူးမရှိပါဘူး ပါမဆိုတိကျသေးကြနေရမယ်ဆိုတော့မိတ်ဆွေရဲ့ logic တခုကအဖြေမထွက်တဲ့ပြဿနာတွေနဲ့ကြုံလာတဲ့အခါမှာအတွင်းစိတ်ဖြစ်တဲ့နှလုံးသားရဲ့ခံစားချက်ကိုပဲလက်ခံကြည့်လိုက်ပါ မိတ်ဆွေအတွက်တန်ဖိုးရှိတဲ့အရာတွေရယူဖို့အခွင့်အရေးတွေဖြစ်လာတတ်ပါတယ်ဥပမာမိတ်ဆွေက YouTube channel တခုထောင်ထားတယ်ဆိုပါစို့ငါ channel ကအောင်မြင်ပါမလား ငါဗီဒီယိုတွေရောကြည့်တဲ့သူရှိပါမလားမိုနီတိုက်ဇေးရှင်းရောအောင်ပါမလားပတ်စံနေရာရောတကယ်ရနိုင်လို့လားအဲ့ဒီလိုမိကုန်းနေအများကြီးနဲ့ကိုယ့်ရဲ့အုံနောက်ကတွေ့ဝင်နေတဲ့အခါမှာစိတ်ဆန္ဒပြင်းပြမှုကလာတဲ့စကားတံကိုနားထောင်ကြည့်လိုက်ပါစိတ်ဆန္ဒပြင်းပြမှုကြောင့်ဖြစ်ပေါ်လာတဲ့တကြွမှုမျိုးနဲ့ပဲ YouTube channel ကိုစတင်လိုက်ပါ ဖန်တီးမှုစွမ်းရည်ဆိုတာလူတိုင်းမှာ ရှိပြီးသားအရာတစ်ခုဖြစ်ပါတယ်။ကို့မှာဖန်တီးနိုင်တဲ့အရေးချင်းရှိတာကိုတော့လူတိုင်းကတတိမထားမိကြပါဘူး။ဘာလို့လဲဆိုတော့တခြားသူတွေနဲ့နှိုင်းရှင်နေတဲ့စိတ်ကြောင့်ကို့ရင်ချင်းတွေကရှိမှန်းမသိဖြစ်နေကြတာပါ။မိတ်ဆွေရဲ့စိတ်ကိုအားနည်းစေပြီးဖန်တီးမှုစွမ်းရည်တွေကို ပိတ်ပင်တားဆီးတတ်တဲ့အရာကအဲ့ဒီနှိုင်းရှင်တတ်တဲ့စိတ်ပါပဲဒီလိုမျို အဆာဆာအယားယားနှိုင်းရှင်တတ်တဲ့စိတ်ကို ရော်ပါလာစေဖို့အတွက် စာရေးသူအကြံပြုထားတဲ့နီလန်းကတော့ဆိုရှယ်မီဒီယာတွေကိုအတက်နိုင်ဆုံး short သုံးဖို့ပါပဲကိုကိုကို တခြားသူတွေနဲ့နှိုင်းရှင်နေတဲ့စိတ်ကိုရပ်လိုက်တဲ့အချိန်မှာတော့မိတ်ဆွေရဲ့တီထွင်ဖန်တီးနိုင်တဲ့စိတ်ကူးစိတ်တန်းတွေကတော့မြင့်တက်လာမှာ အသေးကြပါပဲဘဝစက္ကုံပေါ်မှာဆင်းရဲတဲ့သူတွေကလည်း ဘဝကိုမနာတမ်းယုံကံပြီးဝမ်းစာဖြစ်နေကြသလို ချမ်းသာတဲ့လူတွေကလည်းသူ့ထက်ငါသာ အပြရန်ဆိုင်လုပ်ငန်းတွေချဲ့ထွင်ရင်းစိတ်တက်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအားနည်းမှုတွေကိုအတီးတီးခံစားနေကြရပါတယ်။တဦးနဲ့တဦးတွေ့ဆုံတဲ့အခါမနာမနေအလုံလုံရတာကိုပဲဂုံယူမဆုံးတပြုံးပြုံးနဲ့နှုတ်ဆက်စကားပြောကြတဲ့အထီးပါပဲ။တကယ်တော့အနာယူခြင်းဆိုတာ မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုပါကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုအနာပေးလိုက်တဲ့အခါမှာသစ်လွင်တဲ့အတွေးတွေနဲ့စမ်းသစ်တဲ့တည်ထွင်မှုတွေဖြစ်ပေါ်လာစေပါတယ်။ဘဝရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာအုံနောက်ကိုအမြဲတမ်းအလုတ်ပေးနေမှ သူများနောက်မကြမှာဆိုတဲ့ခံယူချက်ကြောင့်တိတ်ဆိတ်အေးချမ်းမှုရဲ့အရာတာကိုခံစားဖို့အချိန်မပေးနိုင်ကြသူတွေပိုများလာပါတယ်။ ။တနေ့သာစွဲရင်ပြေဝနေဖို့အတွက် လေကိုတစ်ချက်ချင်းရှူတွင်ပြီးတစ်ချက်ချင်းရှူထုတ်တဲ့လုပ်ငန်းစဉ်ကို အနည်းဆုံး9မိနစ်ကနေ10မိနစ်လောက်အာရုံစိုက်ပေးပါလို့စာရေးသူကအကြံပြုထားပါတယ်။လူအများစုကအလောလောဆက်အခါမှာဝင်ရဖို့ဥတည်ပြီးလှုပ်ကြကြပေမဲ့လူနည်းစုကတော့သူတို့အတွက်အတိတ်ပဲရှိတဲ့အလုပ်ကိုပဲရွေးချယ်လှုပ်တတ်ကြတာပါ။ သူတို့အတွက်အလုတ်လုပ်ခြင်းဆိုတာငွေရှာဖို့အဓိကမဟုတ်ပဲအဲ့ဒီအလုတ်ကိုလုပ်နေရတာကနေ့ရက်တိုင်းအတွက်စိတ်ချမ်းသာပျော်ရွှင်နေရလို့ပဲဖြစ်ပါတယ်အတိတ်ပဲရှိတဲ့အလုတ်နဲ့အတိတ်ပဲမရှိတဲ့အလုတ်ရဲ့သဘောတရားကို ရှင်းပြပေးပါမယ်အလုတ်လုပ်နေရပေမဲ့လေးလံသလိုခံစားနေရတယ်စိတ်မပါသလိုမျိုးအမြဲတမ်းဖြစ်နေတယ်ဆိုရင်အဲ့ဒီအလုတ်က သေးကြပါရယ်မိတ်ဆွေအတွက်အတိတ်ပဲရှိတဲ့အလုပ်မဖြစ်နိုင်တော့ပါဘူးမိတ်ဆွေရဲ့ဘဝအတွက် အတိတ်ပဲရှိတဲ့အလုပ်တစ်ခု မိတ်ဆွေရဲ့စိတ်နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်တန်တရားစိတ်တွေနဲ့လူတွေရဲ့အမြင်တွေကို စွန့်လွတ်ပြရပါမယ်ဘာလို့တင့်လဲဆိုတာထက်ဘာလို့ရင်စိတ်ချမ်းသာမလဲဆိုတဲ့လမ်းကို ရွေးပါလို့စာရေးသူကအကြံပြုထားပါတယ် စာရေးသူနောက်ဆုံးလမ်းညွှန်ထားတဲ့နီလန်းကတော့တခါကြလေမှာလူတွေရဲ့အမြင်ကိုဂယုမဆိုင်ဘဲလွတ်လွတ်လပ်လပ်နဲ့အာရပါရရီမောလိုက်ဖို့ပါပဲအတန်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတခြင်းတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့တီးဆူကြည့်ရမျိုးစီးချက်ညီညီကတတ်သည်ဖြစ်စေမကတတ်သည်ဖြစ်စေတီးသွားနဲ့အညီလိုက်ပါကခုံကြည့်ရမျိုး ကိုယ်စိတ်ကိုယ်တဘောအတိုင်းလွတ်လပ်စွာနေထိုင်ကြည့်လိုက်ပါတခြားသူတွေဖန်တီးပေးတဲ့ပျော်ရွှင်မှုထက်မိတ်ဆွေကိုယ်တိုင်းလေးကျင့်ယူထားတဲ့ပျော်ရွှင်မှုကပိုပြီးကြာရှည်ခံသလိုပိုပြီးအတိတ်ပဲရှိပါတယ်မိတ်ဆွေရဲ့ဘဝပျော်ရွှင်ဖို့အတွက်မိတ်ဆွေကိုယ်တိုင်းမှာပဲတာဝန်ရှိတယ်ဆိုတာပြောရင်းနဲ့ပဲဒီစာအုပ်ရဲ့အနှစ်ချုပ်ကလေးညီကုန်းချုပ်လိုက်ပါပြီ နာတော်တာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်။အခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာက မိษွေအတွက်အကျိုးတစ်စုံတရာရရှိခဲ့တဲ့ဆိုရင်ကျေးဇူးပြုပြီး channel လေးကို like and subscribe နှိပ်ရင်းအားပေးကြပါအောင်နော်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။